မြန်မာနိုင်ငံမှာစီးပွားအတွက်အတွက်ပြီးဝင်ငွေရမယ့်လုပ်ငန်းတွေပဲဦးစားပေးနေပေမဲ့နောက်ပိုင်းမှာလူပတ်ဝန်းကျင်ထိမ့်သိမ်းဆောင်ရှောက်ရမယ့်အတွေးခေါ်တွေနဲ့လုပ်ငန်းတွေလှုပ်ဆောင်ဖို့ step ကတွန်းအားပေးနေတာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့လူငယ်တွေတက်တက်ကြွကြွပါဝင်လာပြီးလူမှုစီးပွားရေးလုပ်ငန်းနဲ့အကျိုးကျေးဇူးတွေကိုနားလည်သွားဖို့ဖြစ်တယ်လို့ step ကလူငယ်တာဝန်ခံကပြောပါတယ်။ I think I st we strongly believe social enterprise is the strong actor to develop. ်လူမှုစီးပွားရေးလုပ်ငန်းတွေပိုတိုးတက်အောင် လုပ်စီစဉ်တာကလူမှုအတိုင်းအဝိုင်းအပါအဝင်နိုင်ငံလုံးကိုစနစ်ကျဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်လူငယ်တွေဟာမျိုးဆက်တဲ့အနာဂတ်တွေဖန်တီးမဲ့သူတွေဖြစ်ပါတယ် step ကဥဆောင်တဲ့လူငယ်နဲ့ခြေလှမ်းဆိုတဲ့ခေါင်းစဉ်နဲ့လူမှုစီးပွားရေးအတွေ့ခေါ်ပြိုင်ပွဲကို match လ23ရက်နေ့က strategy first မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီပြပွဲမှာတော့တင်ပြပုံတွေအတွေ့ခေါ်လက်တွေ့ဆံမှုစမ်းသစ်မှုအဖွဲ့လိုက်လှုပ်ဆောင်မှုသတ်မှတ်ထားတဲ့အချိန်တွေအကောင်းဆုံးလှုပ်ဆောင်မှုတွေနဲ့အမှတ်ပေးပြီး နောက်ဆုံးအဆင့်ပါဝင်ခွင့်ရသူအနေနဲ့ကဘာကိုဖျက်ပြလို့ရတဲ့အဖြစ်ဖြစ်လာနိုင်ပါတယ်လူငယ်တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ ီ idea တွေကိုဘလို polish ပေါ့เนาะပိုကောင်းအောင်ကျွန်တော်လုပ်ပေးသွားမယ် mentor ပေါ့เนาะ season တွေလည်းရှိတယ်နောက်တစ်ခုကအဲစုရတဲ့အတင်းကတော့ winning team ကတော့ပြဿနာမရှိဘူးဒါပေမဲ့စုမရတဲ့လူငယ်တွေအနေနဲ့ဟာသူတို့ idea just ဟိုပြိုင်ပွဲမှာပဲပြီးသွားတယ်ဆိုတာမျိုးလည်းမဖြစ်စေချင်ဘူးပြိုင်ပွဲပြီးသွားရင်တောင်မှသူတို့ဒီဟာကိုဆက်ပြီးတော့ကောင်းတဲ့ဖော်နိုင်အောင်ကျွန်တော်တို့လုပ်ပေးဖို့ season ရှိပါတယ်လုပ်ရဲလုပ်ပေးပါမယ်တကယ်လည်းလုပ်ပေးတဲ့နေပေါ့ဒါလူငယ်တွေကိုကျွန်တော်တို့ကမြေတောင်မြောက်ပေးတယ် ိုးထောင်ပေးတယ် push လုပ်ပေးတယ်ပေါ့ဒါကလူဖွဲ့စည်းအတွက်ပေါ့လူငယ်တွေအတွက်ပေါ့အရန်ကိုကောင်းတဲ့ season ပါဟုတ်